စဒီခတ်ထခွန်အားလုံးပဲမင်္ဂလာပါ Thai language by Wan ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဝမ်ပြောပြခြင်းနဲ့အကြောင်းအရာလေးကတော့စကားပြောတွေမှာခဏခဏပြောတတ်ကြပြီးတကယ်အသုံးဝင်တဲ့စကားလုံးလေးတွေဖြစ်တဲ့တတ်နိုင်သလောက်လုံနိုင်သလောက်သိသလောက်ဆိုတဲ့စကားလုံးလေးတွေကိုထိုင်းလို့ဘယ်လိုပြောမလဲဆိုတာကိုအတူတူလေ့လာကြရမှာဖြစ်ပါတယ်ပထမဆုံးနေနဲ့တတ်နိုင်သလောက်နဲ့လုံနိုင်သလောက်ကတော့ထောက်ထီးထမ်ဒိုင်ဆိုတဲ့ထိုင်းစကားလုံးတစ်လုံးတည်းနဲ့ပြောလို့ရပါတယ် ထောက်ထီးဆိုတဲ့အဓိပ္ပာယ်ကတော့ the law လို့အဓိပ္ပာယ်ရပြီးတော့ tham dai ဆိုတာကတော့လုံနိုင်သည်လို့အဓိပ္ပာယ်ရပါတယ်။ဥပမာအနေနဲ့ငါတတ်နိုင်တဲ့လောက်ကုညီပေးမယ်ဆိုရင်ရောထိုင်းလို့ဘယ်လိုပြောမလဲ။ chan za chue thao thi tham dai chan ဆိုတာကငါ za chue ကုညီပေးမယ်။ thao thi the law tham dai တတ်နိုင်တယ်။ ငါတက်နိုင်တလောက်ကူညီပေးမယ်ဆိုရင်တော့ချမ်းကြချွေထောက်ထီးထမ်ဒိုင်နောက်တစ်ခေါက်ထပ်ပြောကြည့်မယ်နော်ချမ်းကြချွေထောက်ထီးထမ်ဒိုင်ငါတက်နိုင်တလောက်ကူညီပေးမယ်ဒုတိယတစ်ခုနေနဲ့တီတလောက်ဒါကတော့တီတလောက်ဆိုရင်ရိုးဆိုတာကတီတယ်တလောက်ဆိုတာကတော့ထောက်ထီးလို့ပြောပြခဲ့ပြီဖြစ်ပါတယ်ဆိုတော့တီတလောက်လို့ပြောခြင်းရင်တော့ထောက်ထီးရူ ท่าที่รู้ อุปมาณีเนนินตีตะลောက်ပြောပြပါအောင်လို့ထိုင်းလို့ပြောခြင်းရင်တော့บอกมาเท่าที่รู้บอกมาဆိုတာပြောပြပါအောင်เท่าที่รู้ตีตะลောက်ဒီနေရာမှာนินဆိုတဲ့ subject ကိုဖျောက်ထားပါတယ်တစ်ခါတလေမှာထိုင်းစကားပြောတွေမှာ subject ကိုထည့်မသုံးတာမျိုးလည်းရှိပါတယ်နောက်တစ်ခါလောက်ထပ်ပြောကြည့်ရအောင်เนาะ บอกมาเท่าที่รู้ တတိယခုနေနဲ့မြင်တလောက်လို့ပြောချင်ရင်တော့ thauthi hin thauthi hin ဥပမာနေနဲ့မြင်တလောက်တော့သူအရန်ပင်ပန်းနေတယ် thauthi hin เขาดูเหนื่อยมาก thauthi hin เขาดูเหนื่อยมาก thauthi hin မြင်တလောက်တော့ ခေါဒူနေမာသူအရန်ပင်ပန်းနေတယ်ဒီနေရာမှာအရန်ပင်ပန်းနေတယ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့နေမာဆိုတဲ့စကားလုံးနှလုံးနဲ့ပဲဖြစ်ပါတယ်အရှိမဒူးဆိုတာလေးကိုထည့်ပေးရတဲ့သဘောကတော့မြင်နေရတဲ့အနေအထားတစ်ခုကို အလေးပေးတဲ့သဘောနဲ့သုံးထားတာဖြစ်ပါတယ်ခေါဒူနေမာသူအရန်ပင်ပန်းနေတယ်နောက်ထပ်ပြီးတော့ကြားရသလောက်ဆိုရင်ရော ဟုတ်ပါတယ်။ထောက်ထီတိုင်းရင်ဖြစ်ပါတယ်။ထောက်ထီတိုင်းရင်ကြာရတလောက်ဖြစ်ပါတယ်။နံပါတ်၄နေနဲ့မှတ်မိတလောက်ကိုဥပမာဝတ်ကြလေးဖွဲ့ကြည့်ကြည့်ရအောင်နော်။မှတ်မိတလောက်တော့ကျွန်တော်တို့တွေ့ဘူးတယ်။ထောက်ထီจําได้จําได้ဆိုတာကမှတ်မိတယ်ထောက်ထီจําได้မှတ်မိတလောက်တော့ကျွန်တော်တို့เราเคยเจอกันแล้วတွေ့ဘူးじゃတယ် มันมีแต่เราดอจนอรด้วยบุเรเท่าที่จำได้เราเคยเจอกันแล้วในบ้างานนี้เนี่ยรู้อัตเล่าสุราโกว่าจะพูดจียาวเนาะใช้เท่าที่จำเป็นใช้สุรากาโตเนี่ยเท่าที่ตะเล่าจำเป็นสุรากาลูอัตบะลูอัตเล่าเปตรงบาสุรอใช้เท่าที่จำเป็นในบ้าเช้าอุปมานี้เนี่ย ရှိသလောက်ဆိုတဲ့သကလုံးကိုဥပမာဖွဲ့ကြည့်ရအောင်เนาะထောက်ที่มีอยู่ตอนนี้ น่าจะพอแล้วထောက်ที่มีอยู่ဆိုတာကရှိသလောက်နဲ့ตอนนี้ဆိုတာကလက်ရှိน่าจะพอแล้วလုံလောက်ပြီထင်တယ်ထောက်ที่มีอยู่ตอนนี้น่าจะพอแล้วဒီနေ့သင်ခန်းစာလေးကတော့ ထောက်ထီးဆိုတဲ့စကားလုံးလေးကိုအဓိကထားပြီးထောက်ထီးရဲ့အနောက်မှာ verb လေးတွေကို အစားထိုးပြီးတော့လေ့လာခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့လေ့လာခဲ့ရတဲ့လောက်ကနေပြီးတော့နောက်ထပ်လေ့ကျင့်ဖို့အတွက်ဗီဒီယိုရဲ့နောက်ဆုံးမှာဥပမာဝါကျလေးတစ်ချောင်းညံစမ်းပေးထားပါတယ်။အဲ့ဒါလေးကို ထိုင်းလို့ဖြည့်ကြည့်လို့ရပါတယ်ရှင်။